ဦးသိန်းစိန်ဦးဆောင်နဲ့အရက်သားအစိုးရအာဏာယူခဲ့တာ၃နှစ်ပြည့်တော့မှာဖြစ်ပြီး2013တနှစ်အတွင်းမှာပဲတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့လည်းလက်စုပ်လက်ကင်ပြနိုင်တဲ့နိုင်ငံရေးသဘောတူညီချက်မရသလိုဒေါ်ဆန်းစုကြည်နဲ့လက်တွဲပြီးနိုင်ငံရေးပြုပြင်ပြောင်းလဲမှုလုပ်နေတဲ့ခြေလှမ်းတွေဟာလမ်းကြောင်းပြောင်းနေခဲ့ပါတယ်။ဒေါ်ဆန်းစုကြည်ကဖွဲ့စည်းပုံပြုပြင်ပြောင်းလဲရေးအတွက်လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးဖို့ကမ်းလှမ်းချက်ကိုဦးသိန်းစိန်ကပယ်ချလိုက်ပြီးနောက်မှာတော့ ဦးသိန်းစိန်ကိုဒေါအောင်ဆန်းစုကြည်ကတိတိပပပကြီးစိန်ခေါ်လိုက်ပါတယ်။2014ထဲမှာဒေါအောင်ဆန်းစုကြည်နဲ့ဦးသိန်းစိန်ကြားပြင်းထန်တဲ့ပဋိပက္ခတွေပေါ်ပေါက်မယ်လို့နှက်ခက်ပညာရှင်ဦးစီယာကိုကဟောကိန်းထုတ်လိုက်ပါတယ်။ဂျွန်20နောက်ပိုင်းကျတော့ကျွန်တော်တို့ကကောင်းသွားပြီ။ကောင်းသွားပြီဆိုတာအတိုင်းပြည်မှာအပြည်သူတွေက အုပ်ချုပ်သူတွေကို အနိုင်ယူလွှမ်းမိုးနိုင်မဲ့ကာလကို ရောက်လာပြီအဲ့တော့ပြည်သူတွေကဒီကာလတွေမှာကိုတောင်းဆိုခြင်းနဲ့အကြောင်းအရာတွေကို လွတ်လွတ်လပ်လပ်စိတ်တိုင်းကြတောင်းဆိုနိုင်တယ်အထူးသဖြင့်တော့ပြည်သူတွေအနေနဲ့ကျွန်တော်တို့ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ကိစ္စရပ်တွေဒါနောက်ကျွန်တော်တို့ပြည်သူတွေမျှော်မှန်းထားတဲ့လူမှုခေါင်းဆောင်သမရဖြစ်ဖို့ကိစ္စရပ်တွေကိုအင်တိုင်းအားတိုင်းတောင်းဆိုနိုင်တဲ့ကျွန်တော်တို့ကာလကိုရောက်သွားပြီအဲ့တော့ဒီလိုတောင်းဆိုတဲ့အခြေအနေကြောင့်လဲကျွန်တော်တို့ဒီအော်တိုဘာလရဲမှာ2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုလက်ရှိအာနာယအစိုးရအဖွဲ့အစည်းက ပြုပြင်ပေးရတဲ့အခြေအနေမျိုးတွေကျွန်တော်တို့ဖြစ်ပေါ်လာမယ်။သမ္မတဦးသိန်းစိန်နဲ့ဒေါ်ဆန်းစုကြည်ကြားကလွန်ဆွဲပွဲဟာ2014ပထမ6လအတွင်းပေါ်ပေါက်မှာဖြစ်ပြီးဦးသိန်းစိန်ဂုံတိတ်ခါကြဆင်းနိုင်တယ်လို့စူပူအောင်ကြွမှုလူမှုမငြိမ်မသက်မှုတွေကလည်းဖြစ်လာနိုင်ခြေရှိတယ်လို့ဆိုပါတယ်။ဂျွန်20မတိုင်ခင်တော့မကောင်းတာတွေကျွန်တော်တို့တိုင်းပြည်မှာကြော်ဖြတ်ရမှာပဲ။အဲ့ဒီမှာလဲကျွန်တော်တို့ဒါလူမျိုးရေးဘာသာရေး crisis တစ်ခုကျွန်တော်တို့ရှိသေးတယ်။အဲ့ဒီကောင်က ျွန်တော်တို့ဒီ February 22ပေါ့ February 22မှာမနက်6:48မိနစ်မှာ လာကိုစနေကျူကနေကျွန်တော်တို့ထွန်းဖောက်တဲ့ပြစ်စင်ပေါ့မြန်မာနိုင်ငံရဲ့မိုးကောင်းငင်မှာကျွန်တော်တို့ဖြစ်မယ်တနည်းအားဖြင့်မြန်မာနိုင်ငံပေါ်တဲ့တဲ့မှာဖြစ်မယ် February 22မှာလည်းမြန်မာနိုင်ငံရဲ့နေရာဒေသတစ်ခုခုမှာဒီလူမျိုးရေးဘာသာရေးနဲ့ပတ်သက်ပြီးတော့မှအကြမ်းဖက်တဲ့ဖြစ်စဉ်တွေကျွန်တော်တို့ပေါ်ပေါက်လာဖို့တခုရှိတယ်အဲ့တော့ February ကတော့ကျွန်တော်တို့ဒါနောက်ဆုံးဖြစ်တဲ့အခြေအနေပါပဲအဲကျန်တဲ့ကာလတွေကတော့ ကျွန်တော်တို့မရှိနိုင်တော့ဘူးနောက်တစ်ခုကလူတွေမှာလဲကျွန်တော်တို့ဒီဘာသာရေးပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ဒါပြိပခမဖြစ်ပွားနိုင်အောင်ဂျာတာပရေးဂျိုကြီးကနေပြီးတော့မှဂျွန်20နောက်ပိုင်းမှာကရကတ်ယာတီကနေကျွန်တော်တို့ကထိန်းကုတ်ပေးထားတယ်2014အောက်တိုဘာမှာဒွန်ဆန်းစုကြည်သမရဖြစ်ခွင့်ကိုတားဆီးထားတဲ့ပုံမှန်59စလုံးကိုပြင်ဆင်နိုင်မှာမို့ 2025မှာဒေါန်ဆန်းစုကြည်တမရဖြစ်မယ်လို့ဆိုပါတယ်။ဖွဲ့စည်းပုံပြင်ဆင်ရေးလေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှုဟာ February နောက်ပိုင်းမှာတာဖြစ်နိုင်မယ်လို့ဆိုပါတယ်။2008ဖွဲ့စည်းပုံအခြေခံဥပဒေကလည်းလက်ရှိနိုင်ငံတော် အစိုးရပိုင်းမှာတာဝန်ရှိဆုံးဖြစ်နေတဲ့ကျွန်တော်တို့တမရဦးသိန်းစင်ရဲ့ဇာတာခွင်နောက်ပြည်သူ့လွတ်တော်ဥက္ကဋ္ဌအဲတူရဦးရွှေမန်းရဲ့ဇာတာခွင်နေပေါင်းစည်းပြီးတော့မှလည်းဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပါမယ်ဆိုတဲ့အခြေအနေမျိုးကိုကျွန်တော်တို့ဒါသူတို့ရဲ့ဇာတာတွေကပြုရင်ဖန်တီးလို့မရနိုင်ဘူးအဲ့တော့ဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ကိုဗိုလ်ချုပ်မူကြီးကိုယ်တိုင်ကပြင်ဆင်ပါမယ်ဆိုတဲ့အမိန်ထုတ်ပြန်ပေးတာမျိုးနောက်ပြင်ဆင်သင့်ပါတယ်ဆိုတဲ့အကြံပြုလမ်းညွန်နဲ့ကျွန်တော်တို့ဒါအမိန့်ကြော်ညာစာနောက်ကျွန်တော်တို့ဒါအကြံပေးစာ ထုတ်ပြန်ပေးတာမျိုးလေးတွေ ဖြစ်မှာသာ2008ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကပြင်ဆင်မှုအခွင့်အလမ်းတွေဖြစ်ပေါ်လာလိမ့်မယ်2014မှာတိုင်းရင်းသားတွေလိုလားတဲ့ Federal ပြည်ထောင်စုရေးဖြစ်လာဖို့မရှိသလိုမြမပြည်လွတ်လပ်ရေးသာသာအရာ Uranus Joe ကမိတ္တာယာဒီကိုပြောင်းရွှေ့ခြင်း2018မှာမြမပြည်ဟာပြည်ထောင်စုပြိုကွဲမဲ့အခြေအနေမှာရှိနေတယ်လို့ဆိုပါတယ်အဲကျွန်တော်တို့နိုင်ငံမှာဒီ နှစ်ပေါင်း80လွတ်လပ်ရေးစာတာရနှစ်ပေါင်း80မပြည့်မီအတမရော်ရဲ့အာနာသိမ့်မှုအခန်းကဏ္ဍမပြီးဆုံးသေးဘူးသို့တော်ညာလဲကျွန်တော်တို့ပြည်သူတွေကံကောင်းသွားတဲ့အချက်ကတော့ကျွန်တော်တို့တိုင်းပြည်မှာကိုဂျိုမူကြီးတန်းရွှေလိုနှစ်ပေါင်း20အုပ်ချုပ်မဲ့ဇာတာဆန်းလက်ကောင်းတဲ့နိုင်ငံခေါင်းဆောင်တွေတော့ကျွန်တော်တို့မရှိတော့ဘူးမရှိတော့တာဖြစ်တဲ့အတွက်ကြောင့်အတမရော်ကနေဒီတိုင်းပြည်မှာအရေးကြီး အခြေအနေ ောက်တိုင်းပြည်ရဲ့ပြိုကွဲပြက်စီးမဲ့အခြေအနေအရအာနာသိမ့်မယ်ဆိုရင်လည်းအိန္ဒိချင်းထိုင်းနိုင်ငံလိုပဲခေတ္တခဏပဲကျွန်တော်တို့အာနာကိုထိမ့်သိမ့်ပြီးတော့မှဂျာပြတ်အစိုးရဖွဲ့စည်းပေးတာနောက်ဖွဲ့စည်းပြီးတော့မှကျွန်တော်တို့ဒါပြန်လည်ပြီးတော့ရွေးကောက်ပွဲတွေကျင်းပဆောင်ရွက်ပေးတာမျိုးတွေကျွန်တော်တို့နိုင်ငံတကာစံနှုန်းတွေအတိုင်းပဲကျွန်တော်တို့ဖြစ်လာလိမ့်မယ်အရေးရှိအာနာသိမ့်ပြီးတော့အုပ်ချုပ်တဲ့တမတော်အစိုးရဖြစ်နေတော့ကျွန်တော်တို့ရက်တီဖို့အခွင့်အလမ်းမရှိတော့ဘူးဒါလည်းကျွန်တော်တို့ဒါဂျိုနက်ခတ်တွေအရာ ဒီနှစ်90နီးလာတဲ့နောက်ပိုင်းမှာတဖြည်းဖြည်းချင်းတက်မတော်ရဲ့ဩဇာအာဏာပါဝါကျွန်တော်တို့တဖြည်းဖြည်းချင်းနဲ့ကြာဆင်းလာမယ်။နောက်ကျွန်တော်တို့90နောက်ပိုင်းကျရင်တော့မြန်မာနိုင်ငံရေးအုပ်ချုပ်ရေးကဏ္ဍတွေမှာတက်မတော်ရဲ့လွှမ်းမိုးမှုအခြေအနေကလုံးဝကင်းစင်သွားတဲ့အနေအထားမျိုးကျွန်တော်တို့ရောက်ရှိသွားနိုင်တယ်။ကျွန်တော်တို့နှက်ခတ်သိပ္ပံရဲ့သုံးသပ်ချက်အရာပေါ့ကျွန်တော်တို့ဂျူရီနဲ့ဂျူအနေနဲ့မိသားရာသီကိုပြောင်းရွှေ့ပြီးအဲ့လိုပြောင်းရွှေ့ရင် မြန်မာပြည်ရဲ့မြေပုံဟာလက်ရှိအခြေအနေအတိုင်းကျွန်တော်တို့ဒါအပြည့်အဝမရှိနိုင်တော့ဘူးတနည်းအားဖြင့်မြန်မာပြည်မြေပုံထဲကနေခွဲထွက်တဲ့ပြည်နယ်တွေကျွန်တော်တို့တေချာပေါက်မုတ်ချကျွန်တော်တို့ဖြစ်ပေါ်လာလိမ့်မယ်အဲနောက်တစ်ခုကတော့ကျွန်တော်တို့မြန်မာပြည်ရဲ့လွတ်လပ်ရေးစာတာဟာလည်းတက်တန်းအားဖြင့်ကျွန်တော်နှစ်ပေါင်း80ပဲကျွန်တော်တို့တည်ရန်ခိုင်မြဲမှာဖြစ်တယ်အဲတော့ကျွန်တော်တို့1948ကနေနှစ်ပေါင်း80ပေါင်းလိုက်ရင်ကျွန်တော်2018နောက်ပိုင်း2018နောက်ပိုင်းဟာမြန်မာပြည်ရဲ့မြေပုံ အခုပိုင်ဆိုင်နေတဲ့အခြေအနေအတိုင်းကျွန်တော်တို့ရှိဖို့အခွင့်အလမ်းအများကိုနည်းတယ်။